မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။တိုင်းပြည်ရဲ့အာဏာကိုမတရားလုယူထားတဲ့နိုင်ငံတော်ပုံကံမှုအပြင်ပြည်သူလူထုအပေါ်တစ္ဆာပေါက်ဖျက်မှုတွေကျူးလွန်နေတဲ့ဂျမ်ဖတ်စစ်ကောင်စီကိုနိုင်ငံတော်နဲ့ပြည်သူလူထုရဲ့ရန်သူအဖြစ်သတ်မှတ်လိုက်တယ်လို့အမျိုးသားညွအစိုးရအယူကြီးကနေပြည်ဝင်ကြေညာလိုက်ပါတယ်။ စကိုင်းတိုင်းကမုံရွာနဲ့ပုတလင်းမြို့နယ်တွေမှာအချက်ဖက်စကောင်စီကစစ်မှုထမ်းအပတ်စဉ်ငါအတွက်လူငယ်တွေကိုစစ်သားတဲ့အဖြစ်ပေါ်တာဆွဲဖမ်းဆီးတာတွေတောက်လျှောက်လုပ်နေရမှာအခုရပိုင်းမှာတဲ့အခြေအနေပိုဆိုးလာနေတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တိုင်းပြည်အာဏာကိုမတရားလုယူထားတဲ့နိုင်ငံတော်ပုံကံမှုအပြင်ပြည်သူလူထုအပေါ်တစ္ဆာဖောက်ဖျက်မှုတွေကျိုးလွန်နေတဲ့အချမ်းဖက်စစ်ကောင်စီကို နိုင်ငံတော်နဲ့ပြည်သူလူထုရဲ့ရန်သူအဖြစ်သတ်မှတ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအယူကြီးကနေဒီကနေ့စက်တင်ဘာလ9ရက်နေ့မှာပဲတရားဝင်ကြေညာလိုက်ပါတယ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိခံထားတဲ့အကျင့်ဖက်စစ်အုပ်စုဟာနိုင်ငံတော်ပုံကံမှုအပြင်နိုင်ငံတော်နဲ့ပြည်သူလူထုအပေါ်တစ္ဆာဖောက်ဖျက်မှုတွေကိုကျူးလွန်ခဲ့ရုံနဲ့မကမြို့ပြကျေးရွာနဲ့ရဲသားပြည်သူတွေကိုပြစ်မှတ်ထားပြီးလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်ဓာတ်တွေလေးနဲ့ဘုံကျဲတပ်ဖြတ်ဓာတ်တွေတောက်လျှောက်ကျူးလွန်နေတဲ့အကျင့်ဖက်အဖွဲ့စည်းတာဖြစ်တယ်လို့ဆိုထားပါတယ် အဲ့ဒီအတွက်အချက်ဖက်စစ်ကောင်စီဟာသူတို့ကျူးလွန်ထားတဲ့စိုးပွားပြင်းထန်တဲ့စစ်ရဇဝတ်မှုတွေကိုနိုင်ငံတကာစစ်ဥပဒေတွေနဲ့လူအခွင့်အရေးဆိုင်ရာဥပဒေတွေအရထိုက်တဲ့နဲ့ပြစ်ဒဏ်ကိုချမှတ်ခံရမယ်စစ်ရဇဝတ်မှုကျူးလွန်သူအချက်ဖက်အဖွဲ့အစည်းလည်းဖြစ်တယ်လို့အယုံကြည်ရဲ့ကြီးညာချက်ထဲမှာဆိုထားပါတယ်ဒါအပြင်လက်ရှိမှာလည်းအဲ့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိခံအချက်ဖက်စစ်အုပ်စုဟာရတပ်ပြည်သူလူထုတွေကိုစစ်ပွဲထဲမှာလူသားတိုင်းအဖြစ်အသုံးပြုဖို့အတွက် အသက်18နှစ်ကနေ35နှစ်အတွင်းလူငယ်တွေတင် မကတော့ပဲအသက်35နှစ်ကနေ65နှစ်အရွယ်ရှိတဲ့တက်ကြီးပိုင်းတွေပါမချမ်းအကုန်လုံးကိုအတင်းအဓမ္မတိုက်ပွဲဝင်ခိုင်းနေတဲ့လောက်ရတွေကြောင့်စစ်တကားပြည်သူလူထုရဲ့စီးပွားရေးကျန်းမာရေးပညာရေးလူမှုရေးအဆရှိတဲ့အကျိုးစီးပွားတွေမှန်သမျှကိုအလုံးစုံပြတ်သုံးအောင်ဖျက်ဆီးနေတဲ့အကြမ်းဖက်အဖွဲ့အစည်းဖြစ်တာကြောင့်လက်ရှိအကြမ်းဖက်စစ်ကောင်စီကိုနိုင်ငံတော်နဲ့ပြည်သူလူထုရဲ့ရန်သူအဖြစ်တရားဝင်သတ်မှတ်လိုက်ပြီး အင်းကြီးချင်းနိုင်ငံတွေနဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပါအဝင်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိခန့်အချမ်းဖတ်စစ်အုပ်စုကိုတိရောက်ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့တိုက်တွန်းကြင်ပါတယ်လို့လည်းအမျိုးသားညီညွတ်အစိုးရအင်းကြီးကနေတရားဝင်ထုတ်ပြန်အသိပေးထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့စကိုင်းနိုင်ငံမုံရွာနဲ့ပုတလင်မြို့နယ်တွေမှာအချမ်းဖတ်စစ်ကောင်စီကစစ်မှုထမ်းပတ်စင်၅အတွက်လူငယ်တွေကိုစစ်သားတစ်အဖြစ်ပေါ်တာဆွဲဖမ်းဆီးတာတွေတောက်လျှောက်လုပ်နေရမှာ ်အခုရပိုင်မာတင်အခြေအနေပိုဆိုးလာနေတယ်လို့ဒေသခံပြည်သူတွေကရှင်ကုန်ခေတ်တစ်ကိုပြောပါတယ်မုံရွာမြို့နယ်မှာဆိုရင်မြို့ပေါ်ရောရွာတွေဘက်မှာပါအကြက်ဖက်စကောင်းစီတက်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတာဟာအော်ဂလာလာလေလောက်ကတဲ့ကတောက်လျှောက်လုပ်နေတာဖြစ်ပြီးအခုရပိုင်တွေမှာအခြေအနေတွေပိုဆိုးလာတဲ့အတွက်လူငယ်တွေလည်းအပြစ်မထွက်ရဲတဲ့အခြေအနေတွေပါဖြစ်လာနေပြီးညာဘက်တွေမှာအဲစင်းစစ်ရင်နဲ့လဲစစ်မှုထမ်းရမယ်ဆိုပြီးမတင်ရင်မတင်လို့ဖမ်းသွားတာဖြစ်တယ်လို့မုံရွာမြို့နယ်ပြည်သူတို့ကပြောထားပါတယ် လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာတင်မုံရွာမြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့ပြည်သူစုစုပေါင်းဟာရာကနန်းဝင်းကျင်မှာရှိနေပြီအဲ့လိုအဖမ်းခံခဲ့ရတဲ့လူငယ်တွေကိုစစ်ကောင်စီရဲ့နမကတိုင်းစစ်ဌာနချုပ်ကနေတဆင့်ကလေးမျိုးကစစ်တင်တန်းကြောင်းတွေကိုပို့ဆောင်နေတယ်လို့လည်းသိရပါတယ်အလားတူဘုဒ္ဓလင်မျိုးနဲ့မှာဆိုရင်လည်းမြို့ပေါ်ရောကျေးရွာတွေမှာပါအချက်ဖက်စစ်ကောင်စီတပ်ကစစ်မှုထမ်းအပတ်စဉ်ငါအတွက်ဆိုပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဓာတ်တွေလုပ်နေတယ်လို့ဩဂုတ်လ31ရက်နေ့ညကဆိုရင် မြောက်ချမ်းရက်ကွက်ကလူငယ်9ဦးလောက်ပါသွားတယ်လို့လဲဘုဒ္ဓလင်မြို့နေပြည်သူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းရွှေဘုံမြို့နယ်ကဇီကုံလေးပြူစော်တီစခန်းနဲ့အချမ်းဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လာ8ပူပေါင်းတပ်တွေကတတ်ခိုက်ချင်းမမှုအတွင်းစေကောင်စီတပ်သား၄ဦးကတော့အသီးသီးသေကုန်ကြပြန်ပြီလို့ရွှေဘုံမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်စတင်ဘာလ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲရွှေဘုံမြို့နယ်ဇီကုံလေးပြူစော်တီစခန်းနဲ့ တပြေသားကျေးရွာဘက်ကိုထွက်လာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကမြေပြင်ရောဝေဟင် drone တွေပါသုံးပြီးတိုက်ခိုက်ချိန်မုံခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်အကြပ်ဖက်စစ်ကောင်စီတပ်သား၄ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားတယ်လို့ရွှေဘုံမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့စကိုင်းတိုင်းကဒဇယ်မြို့နယ်မှာအကြပ်ဖက်စစ်ကောင်စီဘက်ကဒုတက်ချက်တအူးဟာ လက်နက်ခဲယမ်းတွေနဲ့အတူတော်လန်ရေးတပ်တွေစီမှအလင်းဝင်ရောက်လာတယ်လို့ဒဇယ်မြို့နယ်ပကဖအဖွဲ့ကပြောပါတယ်။အဲဒီဒဇယ်မြို့နယ်မှာရောက်နေတဲ့စစ်ကောင်စီဘက်ကဒုတက်ကျက်တဦးဟာသူကိုင်ဆောင်တဲ့ MA1 တနက်တလက်နဲ့အတူခဲယမ်းတချို့ပါယူလာပြီးဒဇယ်မြို့နယ်ပကဖစီကိုဆက်သွယ်အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အဲဒီလိုလက်နက်နဲ့အတူအလင်းဝင်ရောက်လာတဲ့ဒုတက်ကျက်ကိုဒဇယ်မြို့နယ်ပကဖအဖွဲ့ကနေငွေကျပ်30ချီမြင့်ပေးလိုက်တယ်လို့ နောက်ထပ်ပြည်သူ့ဘက်ကမျက်နှာမူပြီးအလင်းဝင်ရောက်လာမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းဒဇယ်မြို့နယ်ပကဖကလက်ခံကြိုးဆိုးပေးတော့မှာဖြစ်တယ်လို့အတိပေးထားပါသေးတယ်ခင်ဗျဒီတခါဆက်ချင်တာကတော့ကင်းပြည်နယ်မြောက်ပြည်မြို့က online ကြားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာပါဝင်ပတ်သက်ဆက်နွယ်နေမှုတန်တရားနဲ့မလေးရှားဒုဝန်ကြီးဟောင်းဒါတော့မရှိတာအီဗရာဟင်ကိုမလေးရှားအနာဘိုင်တွေကစုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့မလေးရှားသတင်းဌာနတွေကနေဖော်ပြထားကြပါတယ်အဲ့ဒီမလေးရှားဒုဝန်ကြီးဟောင်းကတော့ သူ့အနေနဲ့မြန်မာနိုင်ငံကိုသွားခဲ့တာဟာမြောက်ရီမြို့မှာအင်ချမ်းမြေရီရီမြို့နယ်မှုတစ်ခုအတွက်သွားခဲ့တယ်ဆိုပြီးပြောဆိုထားတာကိုအတီးပြုတ်ချက်ရထားပေမဲ့ကြပြန့်ဝေလင်းဂန်းတွေနဲ့ပတ်သက်မှုမရှိဘူးဆိုပြီးတော့လဲဆက်ပြီးညှင်းဆိုထားတယ်လို့မလေးရှား CID ညွှန်ကြားရေးမှူးကပြောထားတာကိုမလေးရှားနိုင်ငံရဲ့ The Star The Din ဌာနမှဖော်ပြထားပါတယ်လက်ရှိမှာတော့အဲ့ဒီမလေးရှားနိုင်ငံဒုဝန်ကြီးဟောင်းကိုမြောက်ရီမြို့ကကြပြန့်ဝေလင်းဂန်းတွေနဲ့ပါဝင်ပတ်သက်မှုတန်တရားနဲ့ မလေးရှားနိုင်ငံရဲတပ်ဖွဲ့တွေအပြင် CID တပ်ဖွဲ့တွေကပါဆက်လက်စုံစမ်းနေတယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခိတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ